This is Radio NUG, the voice of National Unity Government of Myanmar, broadcasting for Myanmar Spring Revolution. Radio NUG is transmitting from shortwave 16 meter 17.79 MHz at 8:30 a.m. and 25 meter 11.94 MHz at 8:30 p.m. Myanmar Standard Time. 明了吧，姑娘？<laughs> အမျိုးသားညီညွတ်ရေးအစိုးရရဲ့အတံလွင့်ဌာန Radio NUG ကိုမနက်ပိုင်း၈နာရီခွဲမှလိုင်းတို16မီတာ7.3မှ9 MHz ညပိုင်း၈နာရီခွဲမှလိုင်းတို25မီတာ17.6 MHz တို့မှာဓာတ်ရိုက်ဖမ်းယူနိုင်ပါပြီ။မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ။အခုချိန်ကစပြီး Radio NUG အစီအစဉ်တွေကိုဓာတ်ရိုက်အတံမြင့်ပေးနေပါပြီ။ ရေဒီယိုအန်ယူဂျီသောတာရှင်များနဲ့မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းတဘာဝပီဆီယာနာရှင်ဘေးတို့မှကင်းဝေးပြီးကိုစိတ်နှပါဘေးကင်းလုံခြုံကြပါစေလို့ရေဒီယိုအန်ယူဂျီဝိုင်းတော်သားတွေကဆုတောင်းမြတ်တာပို့သလိုက်ရပါတယ်။မင်္ဂလာညချမ်းပါခင်ဗျာ။အခုချိန်ကစပြီးရေဒီယိုအန်ယူဂျီညပိုင်းထုတ်လွှင့်မှုစတင်တော့မှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့စီရီသတင်းကောက်နှုတ်ချက်တွေကိုကျွန်တော်ຫນွေယူနိုင်ကတင်ပြပေးပါမယ်ခင်ဗျာ။ မင်္ဂလာပါခင်ဗျာအခုချိန်ကစပြီး2025ခုနှစ်မတ်လ4ရက်နေ့ညပိုင်းမှာတင်ပြပေးမယ် Radio NUG စီးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာကျွန်တော်ကတော့ຫນွေဦးနိုင်ပါအခုပထမဆုံးတစ်ပုတ်အနေနဲ့တလအတွင်အရာရှိအဆင့်ဘူမှုတအူးအပါဝင်တက်သားနေရဲ64ဦးပြည်သူရင်ခွင်ခုလုံလာတယ်လို့ NUG ကာကွယ်ဝင်ကြီးဌာနသတင်းထုတ်ပြန်တဲ့သတင်းကိုတင်ပြပေးပါမယ် အမျိုးသားညီညွတ်ရေးအစိုးရပြည်သူ့ရင်ခွင်အကောင့်ထယ်ဖို့ဆောင်မှုဘူကော်မတီနှင့်ကာကွယ်ရေးဝန်ကြီးဌာနကိုကဲမှုအောက်ရှိ PDF တပ်ရင်းများပါကဖများကိုဆက်သွေက2025ခုနှစ်ဖေဖော်ဝါရီလအတွင်းတပ်သားနှင့်ရဲ64ဦးပြည်သူ့ရင်ခွင်ခုလုံခဲ့တယ်လို့သတင်းရရှိပါရသည်။ အရာရှိအဆင့်ဗိုလ်မှူးတဦးအပါဝင်တက်သားနှင့်ရဲ64ဦးအာနာသိန်းအကြံဘက်စစ်ကောင်စီကိုစွန့်ခွာကပြည်သူ့ဘက်ကိုရက်တီကူးပြောင်းလာခဲ့ခြင်းဖြစ်ပြီးတော့အဆိုပါ64ဦးမှာလက်နက်နဲ့တကွပြည်သူ့ရင်ခွင်ခူးလုံလာသူ45ဦးရှိပြီးလက်နက်ယူဆောင်လာသူများကိုအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနကတတ်မှတ်ထားတဲ့လက်နက်တံပိုးအလိုက်ဂုံပြုတ်ချင်းမြင့်ငွေများပေးအပ်ခဲ့တယ်လို့သိရပါတယ်။ ဖေဖော်ဝါရီလအတွင်းလက်နက်နဲ့တကွပြည်သူရင်တွင်ဝင်ရောက်လာသူများယူဆောင်လာတဲ့လက်နက်မျိုးစုံ44လက်နဲ့ခဲယမ်းမီးကြောင်များရရှိခဲ့ပါတယ်။အာနာသိန်းအချမ်းဘတ်စစ်တပ်ရဲ့စစ်မှုထမ်းအမိန်ကြေညာချက်ကြောင့်အတင်းအဓမ္မလူသေးစုဆောင်ခံရသူများအပါအဝင်ပြည်သူ့ဘက်ရက်တီလိုတဲ့တပ်သားများနဲ့ရဲများအနေဖြင့်ပြည်သူရင်တွင် Telegram @myanmarpbedu နီးစပ်ရာ PDF ဘကဖများနဲ့မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများကိုဆက်သွယ်ချိတ်ဆက်ကာ ပြည်သူရင်ခွင်ခူလုံကြရန်ကာကွယ်ရေးဝန်ကြီးဌာနကတိုက်တွန်းထားပါရခင်ဗျာဆက်လက်ပြီးမိုးပြဲမြို့မှာစစ်ကောင်စီမှအပြင်းထန်ထိုးစစ်ဆင်သည့်ဖြစ်ဖေဗူလာတလတာလုံးတိုက်ပွဲပြင်းထန်ခဲ့တဲ့တဲ့ရင်ကိုတင်ပြပေးပါမယ် 2025ခုနှစ်ဖေဖော်ဝါရီလအတွင်းကရင်နီပြည်နယ်ဖားဆောင်ဘောလက်ခဲနှင့် လွိုက်ကော်မြို့နယ်တို့မှတိုက်ပွဲများဂျိုကြားဖြစ်ပွားခဲ့ပြီးတော့မိုးပြဲမြို့မှစစ်ကောင်စီမှမြို့အားပြန်လည်ထိန်းချုပ်နိုင်ရေးအတွက်အပြင်းအထန်ထိုးစစ်ဆင်သဖြင့်တလားတာလုံးတိုက်ပွဲပြင်းထန်ခဲ့တယ်လို့ KNDF ဗဟိုကအတည်ပြုထားပါတယ်။ ဖေဖော်ဝါရီလ9ရက်နေ့မှာမိုးပြင်းမြို့ကက်တလစ်စီတမန်ကျောင်းမှာတက်ဆွေးထားတဲ့စစ်ကောင်စီတပ်ဖွဲ့များအား KND တော်လှန်ရေးတပ်ဖွဲ့များတိုက်ခိုက်ချေမှုန်းခဲ့ရာစစ်ကောင်စီတပ်သား9ဦးကြဆုံးကဒဏ်ရာအများအပြားရရှိခဲ့ပြီးတော်လှန်ရေးတပ်ဖွဲ့များမှလက်နက်ကြီးလက်နက်ငယ်များ9လက်တင်းစီရမိခဲ့ပါတယ် အဆိုပါတိုက်ပွဲမှာစစ်ကောင်စီတပ်မှဂျက်ဖိုက်တာဖြင့်၃ချိန်ဘုံကျဲတိုက်ခိုက်ခဲ့ပြီးတော့ထောက်ပို့လေးရင်ဖြင့်ဘုံဒီကျဲချခြင်းဒရုန်းများဖြင့်ဒရော့ဘုံချခြင်းလက်နက်ကြီးပစ်ခဲ့ခြင်းစတာတို့ကိုတနေကုန်ဒီပါလှုပ်ဆောင်ခဲ့ပါတယ်။ ဖေဖော်ဝါရီလတလတာစစ်စင်ရေးများမှာစီကောင်စီတပ်များအားရဲရင်စွာတိုက်ခိုက်ရင်းတပ်ဖွဲ့တာဝန်များထမ်းဆောင်ရင်း KNDF မှရဲဘော်9ဦးမြင့်မြတ်စွာကြာဆုံးခဲ့ရပြီးစစ်ကောင်စီတပ်ဟာလွိုင်ကုံမြို့နယ်ဒီမော့စုမြို့နယ်ဖေကုံမြို့နယ်နဲ့မိုးပြဲမြို့တို့မှာစီရေးပစ်မှတ်မဟုတ်တဲ့အရက်သားပြည်သူများကိုပစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုဒရုန်းနဲ့လက်နက်ကြီးပစ်ခတ်မှုများပြုလုပ်လျက်ရှိပါတယ်တို့ပြစ်မှတ်ထားတိုက်ခိုက်မှုများကြောင့်အသက်၁၀နှစ်အရွယ်ကလေးသူငယ်၂ဦး၁၉နှစ်အရွယ် လူငယ်2ဦးနဲ့အရက်သားပြည်သူတအူစုစုပေါင်းပြည်သူ9ဦးတီဆုံးခဲ့ရပြီးတော့12ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကစစ်ကောင်စီတပ်ရဲ့ drone လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်မိုးပြဲမြို့မှာထိခိုက်မှုများခဲ့ပြီးတော့ပြည်သူနေအိမ်အလုံး90ထက်မနည်းစားသင်ကျောင်း၄ကျောင်းနဲ့ဘာသာရေးအဆောက်အအုံ၄ခုတို့မီးလောင်ပျက်စီးခဲ့ရတယ်လို့သိရပါပါတယ်ခင်ဗျာ။ ဆက်လက်ပြီးပြည်သူလူထုထံမှအခွန်ကောက်ခံခြင်းနဲ့လောင်းကစားဝိုင်းများမှောင်ခိုလုပ်ငန်းလုပ်ကိုင်နေသူများထံမှငွေကြေးကောက်ခံခြင်းများလုံးဝမရှိဘူးလို့ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖပဲခူးခရိုင်ပဲခူးတိုင်းအသိပေးတဲ့သတင်းကိုတင်ပြပေးပါမယ်။ ပြည်သူလူထုထံမှအခွန်ကောက်ခံခြင်းနဲ့လောင်းကစားဝိုင်းများမောက်ခူလုပ်ငန်းလုပ်ကင်နေသူများထံမှငွေကြေးကောက်ခံခြင်းများလုံးဝမရှိဘူးလို့ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖပဲခူးခရိုင်ပဲခူးတိုင်းအသိပေးကြေညာပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနပဲခူးတိုင်းပဲခူးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကိုကဲမှုအောက်ရှိကြောက်တကားရွှေကျင်ညောင်လေးပင်ဒိုင်ဦးဝေါ်ကဝတနက်ပင်နဲ့ပဲခူးရှစ်မြို့နယ်တို့မှာပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖများဟာ ည်သူလူထုထံမှအခွန်ကောက်ခံခြင်းနဲ့လောင်းကစားဝိုင်းများမှောက်ခူလုပ်ငန်းလုပ်ကင်နေသူများထံမှငွေကြေးကောက်ခံခြင်းများလုံးဝလုံးဝမရှိကြောင်းကြေညာထားပါရခင်ဗျာအခုတင်ပြခဲ့တဲ့စီးရီးသတင်းတွေကိုတော့ Radio NUG သတင်းတောက်မင်းတီဟန်ကပေးပို့ထားတာဖြစ်ပါရခင်ဗျာမိဘပြည်သူများရှင်အခုကာလဟာအပူချိန်ပြင်းထန်လွန်တဲ့ကာလဖြစ်တာကြောင့် မိဘအန်ရဲ့ကြာရောက်နိုင်တဲ့အခြေအနေရှိပါတယ်။ဒါကြောင့်မလို့မိဘအန်ရဲ့ကြာရောက်ချိန်မှာဆောင်းရန်ရှောင်းရန်နဲ့အရေးပေါ်တုံ့ပြန်မှုနီလန်းတွေကိုပြည်ထောင်စုနဲ့လူဝမှုကြီးကြပ်ရေးဝန်ကြီးဌာနမိသက်ဦးစီးဌာနနဲ့လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန်ရဲ့ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကအခုလိုထုတ်ပြန်ထားပါတယ်ရှင်။မိလောင်ရင်ဘာလုပ်ရမလဲ။၁လူတိုင်းကိုသတိပေးပါ။အိမ်ရှိလူတိုင်းကိုမိလောင်မှုဖြစ်ပွားနေကြောင်းသိအောင်အော်ဟစ်အတိပေးပြီးအားလုံးစုစည်းပါ။၂အပြင်းတို့အမြန်ဆုံးထွက်ပါ။၃ အိမ်ပြင်ကိုအမြန်ဆုံးထွက်နိုင်အောင်ကြိုးစားပါ။မိသည့်အကြောင်းပြချက်နဲ့မျှအိမ်ထဲသို့ပြန်မဝင်ပါနဲ့။လုံခြုံတဲ့နေရာမှာဆွေရလုပ်ပါ။လွတ်မြောက်ရေးလမ်းကြောင်းကိုကြိုတင်စီစဉ်ထားပါ။အလားတူကြေးရွာတွေမှာလည်းလွတ်မြောက်ရေးလမ်းကြောင်းကိုကြိုတင်စီစဉ်ထားပါ။၃မိကိုမစူးစမ်းပါနဲ့။မိကိုရှိရင်ကျမ်းမြင့်မော်တွင်တွားသွားပါ။ကျမ်းမြင့်အနီးမှာလေကပိုတက်နေတာကြောင့်နှာခေါင်းကိုတက်နိုင်သမျှနှိမ်ထားပါ။ကျေးဆွတ်ထားတဲ့အဝတ်နဲ့နှာခေါင်းနဲ့ပါးစပ်ကိုအုပ်ထားခြင်းဖြင့်မိခိုးနဲ့တခြားအန္တရာယ်ရှိတဲ့ဓာတ်ငွေတွေရှူရှိုက်မိခြင်းကိုလျှော့ချပါ မိကိုကနေအစိတ်တင်ပြီးသေစီနိုင်တာကိုသတိရပါအခန်းတွင်ပိတ်မိနေပါကတကားမဖွင့်မီလက်ဖမိုးနဲ့အပူချိန်ကိုခံစားပါမိဟာတခြားတစ်ဖက်မှာရှည်နေနိုင်ပါတယ်လေးတင့်အဝတ်တင်မိလောင်ရင်ရက်လိုက်ပါလှဲ့ပတ်မပြေပါနဲ့ပြေးခြင်းအဖြစ်မိလောင်အားကောင်းစေဖို့အောက်ဆီဂျင်ပုံမှုရရှိပြီးပုံမှုလောင်ကျွမ်းစေပါတယ်မြေပေါ်သို့လဲလျောင်းပါ၎င်းဟာမိကူးဆက်ဖို့ပုံမှုခက်ခဲစေပြီးမျက်နာနဲ့ဦးခေါင်းပေါ်ကိုမိကူးဆက်လောင်ကျွမ်းခြင်းကိုလျော့နေစေပါတယ် မီးဟာအထက်ကိုလောင်ကျွမ်းစေတာဖြစ်ပါတယ်။လှိမ့်မှာမျက်နာကိုလက်နဲ့အုပ်ထားပြီးမီးငိမ့်သွားတဲ့အထိမြေပေါ်မှာလှိမ့်မှာအရေပြားမီးလောင်မှုအဆင့်များအရေပြားမီးလောင်မှုမှာအဆင့်၄ဆင့်ရှိပါတယ်။ပထမအဆင့် first degree အရေပြားရဲ့အပြင်ဘက်အလွှာသာမီးလောင်ခြင်းဖြစ်ပါတယ်။အရေပြားဟာအနည်းငယ်လေးလောင်ခြင်းလိုမျိုးနီးရဲနေပြီးနာကျင်တတ်ပါတယ်။ဒုတိယအဆင့် second degree ၎င်းအဆင့်မီလောင်မှုကတော့အရေးပြားရဲ့နှက်ဆိုင်တဲ့အလွှာတွေကို ထိခိုက်စေပြီးအနီရောင်ရမ်းခြင်းအရေးကြီးမှုတွေထွက်ခြင်းနဲ့နာကျင်စေပါတယ်။တတိယအဆင့် third degree တတိယအဆင့်မီလောင်မှုကတော့နှက်ဆိုင်ပြီးအရေးပြားအလွှာအားလုံးကိုထိခိုက်စေပါတယ်။စတုထအဆင့် fourth degree စတုထအဆင့်မီလောင်မှုဟာအဆစ်တွေနဲ့အရိုးတွေအထိပါဝင်နိုင်ပါတယ်။အရေးပြားမီလောင်မှုဖြစ်ရင်မလုပ်မလဲ first degree second degree မီလောင်ထန်ရာတွေအတွက်အရေးပြားမကွဲပါကား မီးလောင်ထရာကိုအေးမြတဲ့ရေနဲ့ထရာအေးတဲ့အထိလောင်းချပါမီးလောင်ထရာဘောကိုခရင်ဒါမှမဟုတ်ရှားဆောင်လက်ပတ်ဂျယ်လိမ့်ခြင်းဖြင့်ပထမအဆင့်နဲ့ဒုတိယအဆင့်အရေပြားလောင်ကျွမ်းခြင်းကိုထိရောက်စွာကုသနိုင်ပါတယ်မီးလောင်နေတဲ့နေရာကို၆သွေ့တန့်ရှင်းတဲ့အဝတ်စနဲ့ပတ်တီးစီပါနာကျင်မှုကိုတတ်တာစေတဲ့ဆေးတွေတောက်သုံးခြင်းနဲ့လိုအပ်ပါကဆရာဝန်ရဲ့ကုသမှုကိုခံယူဖို့ဖြစ်ပါတယ်ကြီးမားပြင်းထန်တဲ့မီးလောင်ထရာတွေအတွက် မီးလောင်တဲ့အကြောင်းအရာတွေကိုဖယ်ရှားပါလိုအပ်ပါကအသက်ရှူစစ်ဆေးပြီး CPR ပြုလုပ်ပါအသက်ရှူလမ်းကြောင်းပိတ်ဆို့မှုမဖြစ်စေဖို့စကားပြောမေးမြန်းခြင်းနဲ့ဥကောင်းအောင်မှာခေါင်းအုံထားခြင်းတွေရှောင်ရှားပါမိလောင်ထံရကိုရေရေခဲရေထားမှမဟုတ်ရေခဲနဲ့မကူတာတယ်မှာအရေပြားပေါ်မှာကတ်နေတဲ့အဝတ်အစားတွေကိုမဖယ်ရှားပါနဲ့အရေပြားပေါ်ကအရှိကြီးပူတွေကိုမဖယ်ရှားပါနဲ့အပူလောင်နေတဲ့နေရာကိုဖိအားနဲ့ပုတ်တိုက်မှုတွေကကာကွယ်ပြီးထူထဲ၆သိပ်တန်ရှင်းနဲ့ခြည်တဲ့နဲ့ထုတ်ပိုးပါ ဒါမှမဟုတ်မီးလောင်ထဏ်ရာကြီးမားပါကတန့်ရှင်းတဲ့ဆာရွက်ကိုအသုံးပြုပါပြင်းထန်တဲ့မီးလောင်ထဏ်ရာတွေကိုဆရာဝန်တွေရဲ့လမ်းညွှန်ချက်တွေနဲ့ကုသမှုခံယူပါအရေးပြားမီးလောင်မှုဖြစ်ရင်မလုံတဲ့သောအရာများအရေးပြားမီးလောင်ထဏ်ရာပေါ်မှာရေခဲအုပ်ခြင်းကြက်ဥများတုပ်လိမ့်ခြင်းအရေးကြီးမှုများအားဖောက်ခြင်းအစီများလိမ့်ခြင်းလုံးဝမပြုလုပ်ရပါဘူး စီးရီးသတင်းတွေကိုနားဆင်လို့အပြီးမှာတော့အခုဆက်လက်ပြီးပြည်တွင်းသတင်းတွေကိုຫນွေဦးမုံကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာမင်္ဂလာညချမ်းပါ2025ခုနှစ်မတ်လ၄ရက်နေ့ Radio NUG ပြည်တွင်းသတင်းတွေကိုတင်ပြပေးသွားပါမယ်ကျွန်မကတော့ຫນွေဦးမုံပါပထမဆုံးတင်ပြပေးမယ့်သတင်းကတော့ဇမ်ဘတ်စစ်အုပ်စုရဲ့3ရင်းနဲ့ Federal Democracy ပြည်ထောင်စုသစ်ထူထောင်မဲ့ကီလန်တျှောက်အောင်လန်လွင့်ချင်တွေဦးထီကဲတို့ဆက်လက်ပါဝင်ပေးကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ်တိုက်တွန်းတဲ့သတင်းဖြစ်ပါတယ်။ဂျမဆီယုစုပြတ်သုံးရင်လည်း Federal Democracy ပြည်ထောင်စုသည့်ထူထောင်မဲ့ခင်းလန်းတခြားအောင်လန်လွှင့်ချီနှွေဦးထီကဲ့သို့ဆက်လက်ပါဝင်ပေးကြဖို့ပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကတိုက်တွန်းပြောပါတယ်။မြို့သားညီညွတ်အစိုးရပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းမှနှွေဦးထီဖွင့်ပွဲအမှတ်တရစကားပြောကြားခြင်းကိုမလ၄ရက်နှွေဦးထီမိသားစုကဖော်ပြထားပါတယ်။ဂျာမီကာလာများမှဂျမဆီယုစုပြတ်သုံးရင်တိုင်းသားညီကောင်မတို့အားလုံးလိုလားတောင်းတလျက်ရှိကြတဲ့ လွတ်လပ်ခြင်းတရားမျှတခြင်းနိုင်ငံကြီးများ၏နှင့်ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်အပြည့်အဝရှိခြင်းဟုသော Federal Democracy ပြည်ထောင်စုကိုဆက်လက်ထူထောင်ရမယ့်ကိလန်တစ်ချောင်းမှာအခု online လွှင့်ချီနှွေးဦးထီကဲ့သို့ဆက်လက်ပါဝင်ပေးကြဖို့အလေးအနက်တောင်းဆိုလိုပါတယ်လို့ဝန်ကြီးကဆိုပါတယ်။နှွေးဦးထီကဏ္ဍအနေနဲ့စတင်ချိန်မှ2024ခုနှစ်နှစ်ကုန်ချိန်ထိဟောက်ပငွေစုစုပေါင်းကျပ်တမ်းပေါင်း1548.248ကိုလည်းအောင်မြင်စွာထောက်ပံ့ပေးနိုင်ခဲ့ပါရှင်။ နောက်ထပ်တင်ပြမယ့်သတင်းကတော့အကြောင်းမျိုးမျိုးကြောင့်ဖန်စီထိမ့်သိမ်းခံရတဲ့မြန်မာနိုင်ငံသားတွေကိုဂျမတ်ဆီဥစုလက်ထဲကိုပြန်လဲအနှံ့ချင်းမျိုးမပြုလုပ်ဖို့ဦးကြီးချုပ်ရုံပြောရေးဆိုခွင့်ရှိသူတိုက်တွန်းတဲ့သတင်းဖြစ်ပါတယ်။အကြောင်းမျိုးမျိုးကြောင့်ဖန်စီထိမ့်သိမ်းခံရတဲ့မြန်မာနိုင်ငံသားတွေကိုဂျမတ်ဆီဥစုလက်ထဲကိုပြန်လဲအနှံ့ချင်းမျိုးမပြုလုပ်ကြဖို့ဦးကြီးချုပ်ရုံပြောရေးဆိုခွင့်ရှိသူကတိုက်တွန်းဆိုထားပါတယ်။ယူသက်ညွေဆိုရာပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြတဲ့ press briefing အစီအစဉ်မှာ ဝန်ကြီးချုပ်ယုံပြောရေးဆိုဝင်ရှိသူဦးနေပုံလက်ကဆိုပါတယ်အိန္ဒိချင်းနိုင်ငံတွေအနေနဲ့လည်းကြောင်မျိုးမျိုးကြောင့်ဖန်စီထိန်သိမ်းခံထားရတဲ့မြန်မာနိုင်ငံသားတွေကိုဇမတ်ဆေးအုပ်စုလက်ထက်ကိုပြန်လည်အနေချင်းဟာဒေရင်းနဲ့ကိုပြန်ပို့တာနဲ့အတူတူပဲဖြစ်တာကြောင့်မိမိတို့နိုင်ငံလိုက်ထုတ်ပြန်ထားကြတဲ့မိမိတို့နိုင်ငံပြန်ပို့ခံရခြင်းမှာအသက်အန္တရာယ်ကျရောက်နိုင်တဲ့ပြန်ပို့ခြင်းကိုတားမြစ်တဲ့ဥပဒေညွှန်ကြားချက်တွေနဲ့လူသားချင်းစာနာထောက်ထားသောအပြင်ကုညီဆောင်ရှောက်ပေးကြဖို့အထူးမြတ်တာရက်ခံလိုပါတယ်လို့ဆိုပါတယ် လက်ရှိမှာထိုင်းနိုင်ငံနဲ့မလေးရှားနိုင်ငံတို့ကတရားမဝင်ရွှေ့ပြောင်းမြန်မာလုပ်သားများကိုနေစဉ်ဖမ်းဆီးလျက်ရှိနေပါတယ်ရှင်။ဆလတ်တင်ပြပေးမဲ့တဲ့ရင်ကတော့မြူသားညညွေးအစိုးရဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ယုံနဲ့ဂျပန်နိုင်ငံရဲ့မြန်မာနိုင်ငံသားများတွေ့ဆုံမယ်ဆိုတဲ့တဲ့ရင်ဖြစ်ပါတယ်။မြူသားညညွေးအစိုးရဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ယုံနဲ့ဂျပန်နိုင်ငံရဲ့မြန်မာနိုင်ငံသားများတွေ့ဆုံမယ်လို့တဲ့ရင်ရရှိပါတယ်။မြူသားညညွေးအစိုးရဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ယုံအဖွဲ့ဝင်များနဲ့ ဂျပန်နိုင်ငံရဲ့မြန်မာနိုင်ငံသားများယင်းနည်းစွာပွင့်လင်းစွာတွေ့ဆုံပွဲကိုမလ23ရက်ကျင်းပမယ်လို့ဆိုပါရယ်လူလူတွေ့ဆုံပွဲသို့တက်ရောက်ဆွေးနွေးအကြံပြုပေးကြရဲ့လူသားညီညွတ်ရေးအစိုးရဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးကဖိတ်ခေါ်ထားပါတယ်ရှင်ခုနောက်ဆုံးတင်ပြပေးမယ့်သတင်းကတော့ဆေးဥစုကရတားပြည်သူများပေါ်လေးချောင်းဖြင့်ပြစ်ခတ်တိုက်ခတ်မှုကြောင့်ရတားတေဆုံးသူ22ဦးနဲ့အတီးပြရန်လိုအပ်စေရတားတေဆုံးသူ10ဦးရှိခဲ့တယ်ဆိုတဲ့သတင်းဖြစ်ပါတယ် ရုပ်စုကရဲသားပြည်သူတွေပေါ်လေကြောင်းဖြင့်ပြစ်ခတ်တိုက်ခိုက်မှုကြောင့်ရဲသားတေဆုံမှု22ဦးနဲ့ဒီပြည်ရန်လိုအပ်ဆဲရဲသားတေဆုံမှုရှိဦးရှိခဲ့ပါတယ်။စရုပ်စုကရဲသားပြည်သူများပေါ်လေကြောင်းဖြင့်ပြစ်ခတ်တိုက်ခိုက်မှုကြောင့်ရဲသားတေဆုံမှုနှုန်းမှနေစင်းနဲ့မြမြင့်တက်လျက်ရှိက AFP ရဲ့ချက်လက်တွေကဖေဖော်ဝါရီလနောက်ဆုံးပတ်အတွင်းမိနေတကွာတီးပြုတ်နိုင်တဲ့ရဲသားတေဆုံမှု22ဦးနဲ့တီးပြုတ်ရန်လိုအပ်ဆဲရဲသားတေဆုံမှုရှိဦးရှိခဲ့တယ်လို့ဖော်ပြပါတယ်။ ်လက်ရှိမှာဖေဖော်ဝါရီလ၁ရက်2021ခုနှစ်မတရားအာဏာလုမှုဖြစ်စဉ်စတင်ချိန်ကမလ3ရက်2025ခုနှစ်အထိဂျမစီအုစုနဲ့၎င်းရဲ့လက်ပါစီတွေကြောင့်ဘူးဒေါ်လင်ကာလာတွင်တည်ဆုံခဲ့ရတဲ့ဒီမိုကရေစီရဲ့လှုံ့ဆော်သူများနဲ့ပြည်သူစုစုပေါင်းမှ6366ဦးရှိခဲ့ပြီဖြစ်ပါရဲ့ရှင်။ခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက်မင်းတီဟန်မှပေးပို့ထားတာဖြစ်ပါရဲ့ရှင်။ မင်္ဂလာပါခင်ဗျာမလ9ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာတိမ်အထင်းထင်ဖြစ်ထွန်းနိုင်ပြီးတော့ကြံဘင်္ဂလားပင်လယ်အော်မှာအများအပြားသားရနိုင်ပါတယ်ပင်လယ်ပြင်အခြေအနေမှာတနင်္သာရီကမ်းရိုးတန်းရခိုင်ကမ်းရိုးတန်းမြဝကျွန်းပေါ်ဒေသများနဲ့မௌဒမကွေတို့ဘက်မှာလီဟာအရှိအရှိတောင်ပတ်မှာတနါယီကို10မိုင်မှ -30 ကန့်တိုက်ခတ်နိုင်ပြီးတော့နှိုင်းအနည်းငယ်မှနှိုင်းအထင်းထင်ရှိနိုင်ပါတယ် မိုးအချိန်မှာမြန်မာနိုင်ငံတဝမ်းလုံးမှာအများအပြည့်တားရနိုင်ပါ रे နေ့ပူချိန်များမှာမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးနဲ့အေရော်တီတိုင်းဒေသကြီးတို့မှာပုံမှန်အပူချိန်ထက်ပိုနိုင်ပါ रे မြူအချိန်မှာစကိုင်းတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးနဲ့ကချင်ပြည်နယ်တို့မှာမနက်ပိုင်းမြူထူများကြာဆင်းနိုင်ပါ रे ။ ြည်ရင်းသတင်းတွေကိုနားဆင်ကြရတာပဲဖြစ်ပါတယ်အခုဆက်လက်ပြီးတော့တော်လန်ရေးကဗျာကန်တာမှာ Black Ace တင်ဆက်ထားတဲ့ငါတို့ပြန်ရောက်မယ့်နေ့အတွက်ကဗျာတပုံးဆိုတဲ့တော်လန်ရေးကဗျာကိုနားဆင်ရမှာဖြစ်ပါတယ်ခင်ဗျာငါတို့ပြန်ရောက်မယ့်နေ့အတွက်ကဗျာတပုံးတနေ့နေ့တော့မဲလက်တီယူဆောင်ပြီးဖနက်ယူစီရရဲ့မနက်တွင်နဲ့နှစ်ခုတွေဒူးတွေကြုံမှုချင်ပါပဲ။နှစ်စီလာမြပိတ်ထားတဲ့ဒကားတွေကိုပွင့်ကြည့် စက်ကူပန်းတွေတလမ်းမလုံးပြည့်မြင်ရမယ်။ရေးလံတွေရဲ့မျက်ရည်တွေကိုအမေအခြံဝန်းတစ်ခါဝါမှာအိတ်သွင်းဖောင်ပေါက်ပစ်ချခဲ့ကြ။ငါတို့မျက်နှာချဆိုင်ပစ်ကြလို့။တမိုင်းတွေကစူးညောင်းခလုတ်တွေရဲ့အရသာကိုစမြုံပြန်ပြောပြကြရင်လယ်နေနေမဲ့အရိုးတွေရဲ့အော်ကြီးတဲ့အတွက်နှစ်မိနစ်နှစ်မိနစ်ညင်သက်ကြဖို့လို့စိတ်ကူးရလို့ကောင်းမဲ့လူပေါင်းတစ်စီတို့ဆိုတဲ့တတုစာသားတို့ငါလက်ပြန်မှာထိုးထားတယ်။ကြာဘူးနာကအတိတ်ပဲမရှိလာတဲ့ကြောက်စရာယုံနှံစကားတွေကို တို့နေလူရန်သားတွေကဖတ်တွေ့ထားတော့ငါမှလည်းငါကောင်းမပစ်တင်ထားတဲ့အညစ်အကြေးပုံရှိပါရဲ့။တမိုင်းဟာအမြဲကြီးသားကိုချောင်းလိုက်စီးလို့ကောင်းတဲ့ဘတ်စကားဒီစီမဟုတ်တဲ့အကြောင်းလေဆံငှက်တွေအော်တယ်။မင်းလည်းကြားမယ်ထင်ပါရဲ့။အချစ်ငါမှမင်းကိုအားနာရတဲ့သိပ်များလွန်းလာမိတ္တာကောင်းဆောင်ဘုဒ္ဓပြတဲ့ငါမနဲ့ဆော့ဖော်ရီအတွက်ပင်လယ်ငါလှလှတွေမင်းစီမပေးပို့နိုင်တဲ့အတွက်ဂရိကွတ်စာချုပ်တွေရစ်ပတ်ပြီးပင့်ဝယ်လို့မင်းကိုကာဝယ်မပေးတဲ့အတွက်တနည်းနည်းတော့ ငါခွေးတကောင်လို့မင်းရှိပြပြဝင့်နေဦးမယ်ဒါမှမဟုတ်ငါတကောင်လို့မင်းခတ်ထားတဲ့မှန်ပေါင်ထဲမှာအသက်ရှင်သေးရကူးခတ်နေဦးမယ်ခုတော့ငါမှမင်းကိုရှက်ရွံ့အားနာရကြောင်းတော့စကလုံးလှလှနဲ့ပြောပြရခဲ့ရမယ်ငါတို့ကြားမှာငဲပြီလို့ပူပြင်းလာတဲ့အလွာတွေခက်စိတ်စိတ်ခြားထားတယ်ငါပြေးမခွင့်ရတဲ့မိခလုတ်ကမင်းဖြစ်နေငါမိသားစုဖြစ်နေငါကြောင့်ရှော့ဖြစ်သွားမယ်လျက်စစ်ဂျိုးတွေကိုအလူးလဲငါရှောင်ပြင်းနေတနေ့တော့ငါလဲမင်းရှိရဲ့မျိုးတွေကကွန်ကရစ်ခင်းထားတဲ့လမ်းပေါ် ကာစီပေါ့ပေါ့ပါပါဖြတ်ပြေးသွားတယ်လို့ပြေးသွားကျင်တာပဲမဟုတ်ရင်တော့ဆွန်တစ်ခုလို့မင်းရစ်လိုက်တင်းလိုက်တန်တရားရဲပြေးလွားနေလိုက်ခြင်းသေးတယ်ဒါပါပဲဒါပါပဲ play ပါရေဒီယို NUG သောတာရှင်များခင်ဗျာ အခုဆက်လက်ပြီးတော့တော်လန်ရေးတေးဂီတအစီအစဉ်မှာຫນွေဦးပြည်သူများတီဆိုထားတဲ့ຫນွေဦးတိုက်ပွဲဆိုတဲ့တော်လန်ရေးတီးသချင်းကိုနားဆင်ရမှာဖြစ်ပါတယ်ခင်ဗျာတာချူချူဆာဘယူ 要你原谅。 잠에 안 나유게 자리 그 초점 따 တွေလင်းမဲ့ရောင်နေတွေတမ်းမဲ့မနှက်ပြန်တွက်ငါဒိုးနေရှေးဆက်နောက်ပြန်ပြည့်လူငယ်တိုင်းနာကနေဆက်ကြံတွက်မဟုတ်မမှန်တဲ့တင်းမတွေကရှင်တဲ့ကမှရုပ်ကိုဖျက်ချက်ခက်တင်တိုက်ပွဲမှာကြည်လင်းခဲ့တဲ့ခြေတွေတိုင်းကတက်ပြဆက်မဲ့ဆိုရင်တော့ပြန်တော့ကတမိုင်းရောက်စင်လာရုံညက်ပြီးသားပါဘိုးချုပ်တင်ကြီးမောသွားတဲ့တိုင်းမိကတော့ဆုံးပြပြက်စီးသွားလက်လိုက်ကအာနာပြလို့ခွင့်မလို့ရမယ်မားရရှိတယ်ဖေဗရူလာတနေ့ကစကူဒီသွေးဆူရတဲ့လရကြီးပဲအမှန်ရောက်ကုန်ပြီ နေကြတာနာကမ်းရှိတဆုံးနေရင်မနေတွေ့တဲ့နေရီတိုင်းဆုံးဘာပြက်ပြီးအနာရှင်တိုင်းရဲ့နောက်ဆုံး lucky what's that they can't some luck အချိန်မတမတွေ့ခဲ့တဲ့ band with dance with တွေ့တွေ့ပြန်ဆက်ရ Tell you that ရေဒီယို NUG မှာဆက်လက်အတန်းလွှင့်နေပါတယ်။ဒီနေ့ညရဲ့နောက်ဆုံးအစီအစဉ်အနေနဲ့တိုင်းရင်းသားဘာသာစကားထုတ်လွှင့်မှုမှာတော့အနောက်ဘိုးကရင်ဘာသာနဲ့တပတ်အတွင်းသတင်းတွေကိုနန်တီထာမီကဖတ်ကြားတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။နေမမကွာဒီလာဆေပစုံစောဘာနတိလဆေဆာစီစချောင်းအပတုအန်ယူဂျီလန်ခွေလူဖလုံရှိုးစတီလန်ဒေါ်လန်ဖနလော ဘုနေဟန်ဒပလထမနဲ့ဒီမကနီယာထပ်ပေါ်ဘတ်စတလန်ထဆပရလဖန်နော်လောဘလကပလထဆပရလဖန်နော်ဘမွေဒယန်နဲ့ချီချမီနော်လောဆပရကတကရဲ့နမွေဒဝန်ဒီဆလကရပူလပါထိုင်လန်ထဆမဘို့ယောကကုဒုလဆလလန်တူဝလရှိလာတဆူတဲအစ်စက်နိုင်လေးပလင်းနော်လောစတန်လတပ်ပေါ်စပေါ်နော်ဆပထစခုဒဒဆရာတိုင်းတပ်စပေါ်စပေါ်နော်ဆကမတီကိုရီးယားနော်လာစတန်လနေတော့နေစိကနေလာအောက်ကတော့ဆလနေတော့နေစိရနေလာဖေဖော်ရီဖာ ဝန်ဒေချဲလန်စရိုက်စဝါစီမူရှာလဖာဖလာကိုပိတ်ဒေဖိလန်ပါဝဟိဒါတော်လာကကလပွဲဝါထောက်လဖာရောလဆူဆာစီစချဝဲပတ်တွအဒူဂျီအော်တော့အခါထထာလန်နီတောင်နီစီယန်နီလာဖိဖျော်နီစီလီကန်ထောက်အဝိဒါထောက်လို့တော်လာဒါခွန်ယုံနော်အခိုင်လလမဆာဒါဒန်ထောက်ထံမပတိယဝိဒန်နော်လဆူဆာစီစချဝဲပတ်တွအဒူဂျီခန့်ကုတုလဆူလန်တူဝဲလစီလာနော်လာကိုပိတ်ဒေဝန်ဒေချဲလန်စမဆကူစီလဖာရောဒိုနီပါဝိဒန်နော်အခိုင်စမလာမဖန်း လေပလေယာတုံဆွေးဒါနောအခါထထလနီထောင်နီစီယနီလာဖိဖော်နီစီလီတန်ထအဝိဒအဘလန်သဲစီယုံနောဂိုင်ပတိယာပါနောစူဆာစီစချောင်းရဲ့ပတ်တွေ့အင်းညင်းနောဝန်ဒေးချဲလန်ခရပူလဘာလာကုဘေဒစထိုင်လန်စီလဖာယာအောက်ကီထောင်းနောဝေဒါဘိုအခေါင်နောကောလာကုဘေကပလန်အတောထထိုင်ဝေဒါအခေါင်စူမူလဖာယောဝေဒါတဲ့လာကစီနီဘေကခါလာကစီနီဘေကပလန်ခကုဒုလဆူလလနာတုံဆူဒိုင်စဆူဝိဆူဘွာလေပလေးလဖာယောနောဂိုင်ပတိယာပါနော စပရလခိုင်ကရင်နမွေဒါခနာအဆန်စပွန်ဆာပနော်လပိုင်အီးမေးလ်အပလော့ချ်နဝေဒံကဝေဒါစအဂိုင်ဖာအစိုက်ခုဘူးလဖာရဖန်ကိုဘာနုလငယ်ဝါလလူလဘအတူပဒုနလစဒန်စရာတိုင်းစအထကုဘဝိဒါလအမွေစနိုင်းဆောင်ဖလလဖာရခွေလန်ဤဝိနာကောင်းတော့ကခုဒမဝိဒါကနေနအငယ်ခက်ဆောက်ခလူနလလဝိဒါနလစစစီစချောင်းရပဒုစခုဒမပလတ်ထန်ချက်ဖို့ဖာကမလစပွန်ဆာလမထကမတီဆောက်ကစဝိဟူထောင်းဆိုင်နေထောင်းနေစီရဆောက်ကရခုဒမဒါလလဖေဖေနေစီခုဒနအခါ စဟုတ်တမပလောက်ချံထော့ပူဖန်ကပလက်စပုတ်ဆိုင်ကပီတီအပုတ်လက်ဆက်ရခစားခဒဘဝခေတနာခနာအစံစပုတ်ဆာပနော်လပိုင်အီးမေးလ်ကအပလောက်ချံနဝိဒါကဝိဒါကဝိဒါလပအစကိုင်ဖန်အစိတ်ကုလူပပယောအစိတ်ကုပူလပယောဘာနော်လငယ်ကွာလလူလဘအတူပဒုနောလက်ကရဘလက်စဒဆရာထိုင်ဆအထောစနဲကြောက်လောလပယောခွေလဝိဒါကကီလောင်ဖုထွေဝိဒါကလူဝိဒါနောငယ်လလဝိဒါနောလောကမတီနောကိုထော်ဒေဆောက်ကောလပယောကဘခုတမိုင်းဒါကိုနီဒီကဝိဒေါလပ ဟာဘာဆိုင်လဲစုကုတ်တမဖောက်တန်ဆောက်ခိုင်ပလပါစကစကိုင်လဲဆန်ထားလဖာရောကာခုလံဝိဒါကဘတ်ထရီလဲခန့်တုစမလန့်ဖော်မူတာလဖာရောစကုစိတ်တဝိဒါနောအဖိုက်ကမတီအနှစ်ကိုနေတဲ့စခွေလတာဆောက်ခိုင်ပလဖာရောကခုတမဖောက်ထွင်တာလဖာလူဝိဒါအခိုက်တဲ့ခန့်တုလဖာပါစပိစမကြောင့်ဘလလဖာရောဘတ်ထရီလဲခန့်တုစမလန့်လဖာဖော်ဘုတ်ခရဘတုကဘခုတမဝိဒါနောအခိုက်ခန့်တုထောလလဝိဒါနောလောပါလက်ပွဲတဲ့ခုလံလဲစုကုတ်တမဖောက်ချန်ထုတ်ဖို့ပါစပွန်ဆာကမတီ ူလဖာနော်လလွေထောင်းဆိုင်နေထောင်းနေစီရိုက်ဆောက်ကောပေါ့အတပတ်လန်ခုဒါဆောက်ခိုင်ဖလဖာတဲ့စပိစမလအကောင်ခွေထော်လလဖာရောဒဲအောင်လန်ချက်ကပခုတမဝိဒဲစပိစမကြောက်လလဖာရောခလပန်ချဝိဒါကောပလပွဲတဲ့ခုလလဖာနော်စီစက်ကခုလထိုင်ဆောက်ခိုင်ဖလဖာလို့တိယာပါနော်လစပရလက်ကဲကေနမွေဒါအောင်စီရတုတ်ပလောင်အမိထာအလန်လက်အမွဲကော်ကရေဝဲလီထိတ်လန်ဝါပါစဒစ်စခါလက်ဖာကိတ်ထံဝိဒါကောလက်စကဆကကိုင်းနော်တီဝိဒါနူရာကော PDF ဘုကကလန်ထိတ်ခွေဝိဒါနော်လော လလဖျော်ရနေစီလီတမခလန်ကစင်းနာရီမီနီတစီအထအောင်လလဝံဖမဟာမေကရလဖာဒေ P29909 Southern Eagle PDA တခရတုတ်ဆွေထိုင်ဖောင်းတ Tiger Dragon Revolution Force နဲ့ Special Operation Force SOF တင်းနာမခုလတဲ့ဆက်ပါစကစအောင်စီယာတုတ်ဖောင်းအမိထအလလမွဲပြုစုခနာကော့ကရေဝဲလီထိုင်လန်ဝော်ရလေတုတ်ထိုင်ဝိဒန်တော့အခါစတုစခလက်ဖောက်ဆောက်ထမိတာကော Southern Eagle နော်အခိုင်ဆက်တော့အင်္ဂပီဒီအနတော်ထောင်ပတ်တရားဆင်းတော်လလစကစကကိုင်းနော်လန်ထဝိဒာနူရကောဗတိဆာအဝိဒာအာကောကောနော်အခိုင်တဲ့လပီ299909ဆောက်တဲ့အင်္ဂပီဒီအတုဆွေအထိုင်ဖောက်သတိုင်ဂါဒရဂွန်ရီဗိုလူရှင်းဖော့စ်ဘောတုတ်ဖူကနော်ဘလန်ထခွေဝိဒာနော်ခိုင်ပတိယာဘာနော်လလတိကန်တပယာဖောမဆိုင်လက်စဒုဆော့ဖောစာဝိဒာလအမွေစကစရောအော်လအနိုင်ခေါတုံဝလဖာရခဆူဝိဒါလဲဆူဝဲဖတ်လို့နဖာတော့အကြောင်း ကနဘူလဖာဘာအဝါခွေဒါလအလဟူကနဖာနောအဂိုင်ပတိယဘာနောလောစပရလခိုက်တကယွနမွေဒါလခလေလွေထုခရဘစကဆာစမအမတဆလဖာအကြောင်းစတောက်လေးလန့်တဲ့ကမလရဲ့နီးပြုံးဘာကောခွေဝိဒါနောလောလပ်ပုစဆာဖူဝါကေအန်ယူဖိတ်ခတာလန့်ဝါခလေလွေထုခရလက်တူဝိဒါဘစကဆာစမအမတဆလဖာရောအကြောင်းစတောက်လေးလန့်နီးလန့်တဲ့ကမလရဲ့နီးပြုံးဘာကောဝိဒါနောအဂိုင်ခေနီနဲ့တွေ့ထမှုပါတရားထဆန်နောလောလလဖဖြိုးတဲ့နီးစင်နွေးတဲ့မှုက လိနာရကစင်အထောလဲကြောက်တကားဖောအောင်ထအောင်လန်စခဆခရပုလဖာနောလဲပြန်တလီတုံဝရအဖောကိုင်ဒုထဝိဒါလဒုံနောခခမလဲအေးလဖာဘာကောခွေဒန်နောလောလဲလာဖီဖီရီနီစီဖူတန်မုထကနာရီထောပြန်တလင်းတုံဝရစီကိုင်ဒဝိဒါလဒုံနောခစတောက်လေးလန်နီပြုတ်တဲ့အခုကလဖာစီဘာကောခွေဒန်နောလောလဲလာဖီဖီရီနီစီရဲ့တန်ကခူနာရီမီနီလေးစီထောစီစခဆနောခင်တူတုံဝရခါရဝိဒါလန်ကယန်နီစီမမကပလုံနောခါ ခမလာရေကပလိုဘတ်ဘာကဝိဒနောကပတိယဘနလောစကဆနောလခလေဒုက္ခရေမဝိဒောင်လေဒုဝိဒောင်လေစောတိဝိဒောင်လပ္ပယောပတဝံလပ္ပယောကိုနိတေခတဝိဒလည်းစုဝေဖတ်တူရေဒုံလပ္ပယောအကြောင်းခမလာလပ္ပနောဘအောင်အောင်လသတမိုက်တဖိစနောကပတိယဘနလောဘကနိယထဘဘစရလန်ထစပလပ္ပနောမဒခွေလောကုနဆေဒေမဖကမလပ္ပဘုတုဒုနိဘစမုစုစုဖလိုင်ကမစုံစုံမဘနလော ကတော့ဒီညနေပဲ Radio NUG ရဲ့အစည်းအဝေးတွေကိုခਿੱတရရနိုင်ပါမယ်။မြမစံတော်ချိန်မနက်၈နာရီခွဲနဲ့ည၈နာရီခွဲအချိန်တွေမှာ ပြန်လည်ဆုံးဖြတ်ကြပါစို့။ Radio NUG ကိုမနက်ပိုင်း၈နာရီခွဲမှာ လိုင်းဒို16မီတာ7.3 MHz ၊ညပိုင်း၈နာရီခွဲမှာလိုင်းဒို25မီတာ17.6 MHz တို့မှာဓာတ်ရိုက်ဖန်ယူနိုင်ပါပြီ။မြန်မာနိုင်ငံသူနိုင်ငံသားများကိုစိတ်နှပြကျမ်းမာချမ်းသာလို့ဘေးကင်းလုံခြုံကြပါစေလို့ Radio NUG အဖွဲ့သူအဖွဲ့သားများကဆွတောင်းလိုက်ရပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရရဲ့စက်သွေးရေးတရင်အချက်အလက်နဲ့ဤပညာဝန်ကြီးဌာနကထုတ်ပြန်နေတဲ့ Radio NUG ဖြစ်ပါတယ်။ San Francisco Bay Area အခြေစိုက်မြန်မာအ미သားစုများနဲ့နိုင်ငံတကာကစေတနာရှင်များလှူအားပေးများရဲ့ Radio NUG ဖြစ်ပါတယ်။အရေးတော်ပုံအောင်ရပါမည်။